မြို့ရုံးဆင်ဆက်ချမ်းသာသူဖြစ်တာကြောင့်အနွေပညာအလုပ်တွေမလုပ်တော့ဘဲအိမ်တောင်ပြိုရမဲ့တရုတ်ဆောင်မုံ ပြည်သူများလုံးမင်္ဂလာပါ။တရုတ်ဆောင်မုံကတော့ MRTV4 ကနေထွန်းတောင်းလာခဲ့တဲ့အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်တာကိုအားလုံးအသိပါပဲနော်။အဲဒီ MRTV4 ကနေပဲအောင်မြင်တဲ့မင်းသမီးတွေဖြစ်တဲ့မင်းမြင့်မို့ချူလီတို့ကဆိုရင်အကယ်ဒမီစုကြီးတွေရရှိထားပြီးဖြစ်ပေမဲ့တရုတ်ဆောင်မုံကတော့ဇလန်တွဲတွေမှာပို့ပြီးတွေ့ရတက်ကရုပ်ရှင်ဇာတ်ကားတွေကိုလည်းရွေးချယ်ပြီးရိုက်ကူးခဲ့တာပါ။ဒါပေမဲ့မုံကိုချစ်တဲ့ပြည်သူတွေကတော့လွန်ခဲ့တဲ့နှစ်တွေကဆိုရင်မုံကအနုပညာလောကကနေပြောက်ကွယ်သွားသလားလို့တောင်ထင်မှတ်ခဲ့ရတာပါ။ဇလန်တွဲတွေမှာလည်းမတွေ့ရရုပ်ရှင်ဇာတ်ကားချီတွေမှာလည်းမတွေ့ တွေ့ရတော့လို့ပြည်သက်တွေကလည်းလွမ်းနေခဲ့ကြပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့လတွေတုန်းက MRTV4 ကနေထုတ်လွှင့်ပြသခဲ့တဲ့အချစ်ဆုံးသူရဲ့အထုပ်ပတ်တီဆိုတဲ့ရုပ်ရှင်ဇလံတွဲကြီးမှာတော့နိုဝင်ဘာဆိုတဲ့ကာရိုက်တာနဲ့ပြန်ပါဝင်လာတော့မှပြည်သက်တွေကပြန်လဲပြီးအမှတ်တရဖြစ်လာကြရတာဖြစ်ပါတယ်။တရုတ်ဆောင်မုံကလက်ရှိအချိန်မှာတော့အနုပညာအလုပ်တွေကိုဆက်လုပ်အောင်မယ်ဆိုပေမဲ့နောက်နှစ်နှစ်ကြာရင်တော့အနုပညာအလုပ်တွေကိုလုံးဝရပ်နာတော့မှဖြစ်တယ်လို့ပြောပြလာခဲ့တာပါ။ အဲဒီလိုရန်နာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့မိဘတွေကအနုပညာအလုပ်လုပ်တာကိုအစကတည်းကမကြိုက်တာကြောင့်ပါလေရှင်။မုံဟာဝါသနာအရန်ပါလို့သာဒီအလုပ်ကိုလုပ်ခွင့်ရနေတာဖြစ်တယ်လို့ဖွင့်ဟခဲ့တာပေါ့။နောက်ပြီးဒီလိုအနုပညာအလုပ်တွေကိုလုပ်တဲ့အခါမှာလေမုံနဲ့သူ့မိဘတွေကြားထဲမှာစိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့အနွေပညာအလုံးမှာအောင်မြင်မှုမရဘူးဆိုရင်ချက်ချင်းရန်နာပေးရမယ်ဆိုတဲ့စိန်ခေါ်မှုပါပဲရှင်။ဒါကြောင့်မဲမုံတယောက်ကတော့သူ့အနေနဲ့ဘလိုကာရက်တာမျိုးကိုပဲရိုက်ရိုက်အကောင်းဆုံးကြိုးစားပြီးသရုပ်ဆောင်နေရတဲ့အထက်အကြောင်းရင်းကတော့မိဘတွေအတွက်အကြောင်းဖြစ်တယ်ဆိုပြီးပြောပြလာခဲ့ရပါဘူး။ အရင်းလိုအနှပြညာရန်နာရမဲ့တဲ့ရင်ထပ်ပရိသတ်တွေကိုပို့ပြီးအသင့်စေခဲ့တာကတော့မုံယူဆောင်လာတဲ့နောက်ထပ်မထင်မထားစရာသတင်းတစ်ခုပါပဲ။ဒါကတော့ pre-wedding ဓာတ်ပုံတွေကိုချပြလာတာပဲဖြစ်ပါတယ်။အခြေရင်းနဲ့ပတ်သက်ပြီးကံမကောင်ဘူးလို့အများရန်ပြောနေတတဲ့မုံတယောက်ကလက်ရှိအချိန်မှာတော့ချစ်သူတယောက်နဲ့အိမ်တောင်ပြုတ်ရမယ်ဆိုတဲ့သတင်းကတကယ်ကိုမယုံနိုင်စရာကောင်းလို့ပါတယ်ရှင်။ ချပြလာတဲ့ဖြူခွဲတင်းဓာတ်ပုံတွေကလည်းအင်မတန်မှလှပနေတာဖြစ်ပြီးလလောဆင်မှာတော့တယောက်တည်းပုံတွေကိုပဲအရင်ဦးဆုံးချပြလာခဲ့ရပါ့။လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင်မုံကသူဟာတစ်ဖက်သက်ချစ်နေရတဲ့ချစ်သူရှိကြောင်းအရင်တစ်ဖက်သက်ချစ်သူကိုဆက်ချစ်တဲ့အခါမှာသူ့ကိုအားနာတာကြောင့်မချစ်ဖဲကိုပါကိုပဲမျိုးသိမ့်ထားလိုက်ရတယ်။ အခြေတွက်ကမကောင်းခဲ့ပါဘူးဆိုပြီးဖွင့်ဟပြောပြခဲ့ပူပါတယ်။ဒါပေမဲ့အခုလိုလက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာကြောင့်မုံရဲ့ချစ်သူကဘယ်သူပဲဝါဆိုတာကိုပရိသတ်တွေကသိချင်းစိတ်ပြင်းပြနေကြတာပေါ့။နောက်ပြီးမုံတယောက်အနုပညာအလုပ်တွေကိုဘာလို့ရန်နာတော့မလဲဆိုရင်မိကုန်းရဲ့အပေါ်မှာတော့မုံတို့ကမျိုးရိုးဆင်ဆက်ချစ်ချင်းမမချမ်းသာတဲ့သူဖြစ်တဲ့ဆွေမျိုးအတိုင်းဝိုင်းအင်အားတောင့်တင်းတာကြောင့်မုံအနေနဲ့အနုပညာအလုပ်မလုပ်လဲချမ်းချမ်းသာသာနေနိုင်တယ်ဆိုပြီးပြောပြနေတဲ့ပရိသတ်တွေလည်းရှိပါတယ်။ အနုပညာအလုပ်တွေကိုဝါသနာပါလုံးလို့လုပ်တယ်ဆိုပေမဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေရတာကြောင့်ပြည်သက်တွေနဲ့အနေဝေးခဲ့ရတာပဲဖြစ်ပါတယ် နောက်ထပ်နှစ်နှစ်အထိပဲအနုပညာလုပ်တယ်ကိုလုတ်ခွင့်ရတော့မှဖြစ်တဲ့အတွက်မုံအနေနဲ့ကတော့ပြည်သက်တီကိုအတိုင်းအဆမရှိလွမ်းနေမှာသိကြပါတယ်။ဇကားရိုက်တာကျဲတယ်ဆိုပေမဲ့လည်းပြည်သက်တီကတော့မုံကိုအများနဲ့ချစ်ခင်အားပေးခဲ့ကြတာပါ။ဒါကြောင့်အခုလိုမျိုးအိမ်ထောင်ပြုရမယ်ဆိုတဲ့အပေါ်မှာလည်းဘသူဘဲဝါနဲ့မင်္ဂလာဆောင်မယ်ဆိုတာကိုသိချင်နေကြသလိုတချို့ကလည်းမုံအတွက်ရန်ကိုဝမ်းသာပေးနေကြတဲ့ရှင်အိမ်ထောင်ဘက်ကိုအကောင်းဆုံးရွေးချယ်နိုင်ပါစေလို့လည်းပြည်သက်တီကဆုတောင်းပေးနေကြတာပါ။ပြည်သက်တို့အနေနဲ့ရောမျိုးရိုးစင်စစ်ချမ်းသာပြီးလက်ရှိချိန်မှာအိမ်ထောင်ပြုကအနုပညာ ာအလုပ်တွေနားတော့မဲ့မုံကိုဘလို့စကားတွေပြောချင်လဲ။တမရဲ့ချစ်သူကဘယ်သူပဲဝဖြစ်မယ်လို့ထင်လဲဆိုတာပြပြခဲ့ပါအောင်ရှင်။အလုံးကိုချစ်စုတမတဲ့နေရတိုင်းအတွက်ပျော်ရွှင်ပါစေ။